ောက်ဆုံးမိနစ်တွင်ကုန်တဲ့ဒေယီတမတ်ရယူခဲ့ရတဲ့ United မင်းရကကစားခဲ့တဲ့ဘုံမောင်းတဲ့ Manchester United တို့ရဲ့ Premier League ပွဲစဉ်မှာအင်ရှင်ဘုံမောင်းတင်ကသူတို့ရဲ့ပထမဆုံးရာသီမှာအာအသင်းပေါ်ခြေစွမ်းပြသနေပြီး Man United ကလည်း Europa League Semi-final မှာတိုင်ခင်ရလက်ကောင်တစ်ခုရယူဖို့လိုအပ်ခဲ့ပါတယ်ပွဲရဲ့ပထမပိုင်းမှာတော့ဘုံမောင်းတင်က Anthony Simonyo ရဲ့လင်မြန်တဲ့ကန်ချန်နဲ့ဦးဆောင်ကိုရယူသွားခဲ့ပါတယ်ဒါဟာဒီရာသီမှာ Man United ရဲ့ပြင်းမဲ့စီးရင်ထဲမှာသူပါကြောင့်ပါဝင်နေလဲဆိုတာပြသလိုက်တဲ့ဂိုးလည်းဖြစ်ပါတယ်မန်ယူနိုက်တက်တင်ကလည်းခြေပါကိုရရှိဖို့ကြိုးစားခဲ့ပြီးဂါနာချူကအခွင့်အရေးကောင်းတချို့ကိုဖန်တီးနိုင်ခဲ့ပါတယ် ဒါပေမဲ့ဘုံမော့ကိုသမားရဲ့ကာကွယ်မှုတွေနဲ့သူ့ရဲ့ကံကြမ်းတွေလွှဲချော်သွားခဲ့တာကြောင့်ကိုအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ပွဲရဲ့ဒုတိယပိုင်းမှာတော့ဘုံမော့အတင်းတွယ်ချင်းလေးပူဆိုးသွားခဲ့ပါတယ်။ဘုံမော့ကိုသမားအီဗန်လီဆန်ဟာမစ္စတာဝီကိုကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တာကြောင့်ဘားရဲ့ပြန်လည်ဆစ်ဆင်းမှုပြီးမှညီကပြသခံခဲ့ရပြီးဘုံမော့တင်ဟာတယောက်ယောက်နဲ့ဆက်လက်ကစားခဲ့ရပါတယ်။လူဝင်ရအသာရတော်တဲ့မန်ယူနိုက်တက်အတင်းကခြေပါကိုရဖို့ဘီအပီတိုက်စစ်ဆင်ခဲ့ပြီးမီဆန်မောင်းနဲ့ဘရူနိုဖာနန်တက်တို့ရဲ့ကံကြမ်းတွေဟာကိုအဖြစ်ပြောင်းလဲဖို့နှိစက်ခဲ့ပေမဲ့ ကမကောင်းစွာနဲ့ပဲလွဲချော်သွားခဲ့ပါတယ်။ပွဲချင်းမီနီ60ကျော်လွန်ပြီးနာကျင်အချိန်ပိုမှာတော့မယင်တဲ့ပရိသတ်တွေမျောလင့်နေတဲ့ခြေပါကိုပေါ်ထွက်လာခဲ့ပါတယ်။လူဆော့ရဲ့ဂန်တင်ဘင်းဘူးကိုအိုဂါတိကဝိုင်လန်စီထိုးပေးခဲ့ပြီးခွဲလန်းကအနိကအပိုင်ကန်သွင်းယူပါမယင်တဲ့အတွက်ရေးပါတဲ့ခြေပါကိုတကူကိုတင်းယူပေးခဲ့ပါတယ်။လူဆော့ရောင်းတဲ့ကစားကြရတဲ့ဘုံမောက်တင်းကိုနောက်ဆုံးမိနစ်မှာရက်စမတ်ဝိုင်လန်ရဲ့ခြေပါကိုနဲ့မန်ချက်စတာနဲ့တင်းဟာရေးပါတဲ့တမတ်ကိုရယူနိုင်ခဲ့ပါတယ်။ဒါဟာယူရိုပါလိစီမီဖိုင်နယ်မှာတိုင်နေမယင်တဲ့အတွက်အားစစ်တစ်ခွက်ဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့